ဒီကောက်တော့ပီဂျီကားကေဂျီနဲ့ပဇွန်လက်လက်ဆက်ဆက်တွေရလို့စံနှမ်းများကိုဘိတ်ကကြီးကိုက်စတိုင်ချီချီဆက်ဆက်ကလေးကြော်ဆမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘလို့ကြော်မလဲဆိုတာကိုကျွန်တော်တို့ဆက်ကြည့်ပေးကြပါအောင်ခင်ဗျာအားလုံးမင်္ဂလာပါ Food in my page ကပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီတစ်ခေါက်တော့ပင်လေစာနဲ့ကျွန်တော်ဘိတ်ကကြီးကိုက်ကြော်ဆမှာဖြစ်ပါတယ်ကျွန်တော်ကပြည်ပမှာဆိုတော့ဘိတ်ကကြီးကိုက် အတွက်ကပအုံးရေကတော့မရဘူးပေါ့နော်ပအုံးရေကိုကျွန်တော်အစားထိုးအနေနဲ့ရှာလကာရေအစားထိုးပြီးတော့ကြော်มาဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘယ်လိုကြော်မလဲဆိုတာကိုကျွန်တော်အဲ့ဒီဆက်ကြည့်ပေးကြပါဦးပြီးတော့ဘိတ်ကကြီးကိုက်ဆိုရင်မဲ့ဘိတ်ကကြီးကိုက်အစ်စ်တော့မဟုတ်ဘူးပေါ့နော်ဘိတ်ကကြီးကိုက်ပုံစံမျိုးလေးကိုအာ inspire ယူပြီးတော့ကျွန်တော်ကြော်စားมาဖြစ်ပါတယ်အဲ့တော့ဘယ်လိုကြော်မလဲဆိုတာကျွန်တော်ဆက်ကြည့်ဆက်ကြည့်ပေးကြပါဦးခင်ဗျာဘာဝင်ပစ္စည်းလေးတွေနဲ့မိတ်ဆက်ပေးတာဖြစ်ပါတယ်ဒါကြက်သားပါဒါကတော့ရှမ်းကျင်ဖြစ်ပါတယ်။ဒါကပဲပြုတ်ပါခင်ဗျာ။ဒါကတော့ပစုံပါ။အထဲမှာထဲမဲ့အရာဓာတ်တွေကပဲငံ့များကြီး ခယူစီအသားမော်တကြားကျဲဦးနဲ့ရှာလကာရီတို့ဖြစ်ပါရယ်ခင်ဗျာပြည်ကြီးကတော့အနှမ်းရှိမှဆိုလို့ဂျင်းလေးနဲ့အနှငယ်ပြုတ်ပြီးတော့မှလိုတလိုတိထဖြစ်ပါတယ်။ဒါကတော့ပေးပင်ပေါက်ပါ။ဒါကတော့ကျွန်တော်အမေကဒီဆံပြားလေးတွေကိုမကြော်ခင်မှကိုလိုချင်တဲ့လိုမျိုးလေးတွေညှက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ။ကြက်တော်အနီကိုစီတတ်ပါမယ်။ကြက်တော်အနီမှွှေးပြီးတော့ရဲလာပြီဆိုတဲ့အခါမှာကျွန်တော်ကြက်သားလေးတွေကိုကျွန်တော်ထည့်ပါမယ်ခင်ဗျာ။ ကြက်သားလေးကစီတက်ပြီးအနေငယ်ကြက်လူကြက်ခင်ဖြစ်ပြီဆိုတဲ့အချိန်မှာကျွန်တော်ပဇွန်ထည့်ပါမယ်။ပဇွန်ကအကြက်လွယ်တဲ့အတွက်ကြောင့်မလို့ကြက်သားကြက်မှာပဲထည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။ပဇွန်လေးတွေအနေငယ်ရဲသွားပြီဆိုတဲ့အချိန်မှာကျွန်တော်ပြည်ကြီးငါထည့်ပါမယ်။ပြည်ကြီးငါရောပဇွန်ရောကြက်သားရောထည့်ပြီးသွားပြီဆိုတဲ့အခါမှာကျွန်တော်အရသာအနေနဲ့တကြားထည့်ပါမယ်။အသားမုတ်ထည့်ပါမယ်။ ဒါကတော့တကြားထဲတာဖြစ်ပါတယ်ခင်ဗျာတကြားအချို့ငန်းကတော့ကိုလိုချင်သလိုထည့်လို့ရပါတယ်ခင်ဗျာဒါကဘဲငယ်မြရဲ့အနေငယ်ထည့်တာဖြစ်ပါတယ်ဘဲငယ်မြရဲ့ကတော့အယောင်လေးလှဖို့အတွက်ပါခင်ဗျာဒါကတော့ရှမ်းကျင်ထည့်တာဖြစ်ပါတယ်ရှမ်းကျင်ကတော့မိမိကြိုက်နှစ်တက်တယ်ဆိုရင်လည်းထည့်ပါကျွန်တော်တို့ကရှမ်းကျင်ရဲ့အနံ့ကိုပါလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရှမ်းကျင်အရည်လေးကိုပါအနေငယ်ထည့်ပြီးတော့စီတက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဒါကတော့မကြိုက်လို့မထည့်ချင်ဘူးဆိုရင်လည်းမထည့်လို့ရပါတယ်ခင်ဗျာ အရသာတွေအားလုံးထည့်ပြီးသွားတဲ့အခါမှာဒီချာချာလေးဖွေပါမယ်။ဒါလေးကတော့အစားနှင်းငယ်ထဲတာဖြစ်ပါတယ်။လေးလေးပြင်းပြင်းလေးပြင်အောင်ဖြစ်ပါတယ်ခင်ဗျာ။ဒါကတော့ခရုစီထဲတာဖြစ်ပါတယ်။ခရုစီထည့်ပြီးတော့တောင်းလောက်နေတဲ့အခါမှာကျွန်တော်တို့ပအုံးရီအစားတို့ရှာလက်ကာရီလေးအနှင်းငယ်ထည့်မှာဖြစ်ပါတယ်။ အရသာအားလုံးကိုစိတ်တိုင်းကြထည့်ပြီးသွားတဲ့အခါမှာတော့ကျွန်တော်ပဲပြုတ်ကလေးထည့်ပါတယ်ပဲပြုတ်ကတော့ဇတော်ပဲပြုတ်ဖြစ်ပါတယ်ခင်ဗျာဇတော်ပဲပြုတ်ကလည်းမိမိကြိုက်နှစ်တန်ရင်ထည့်လို့ရပါတယ်မကြိုက်ရင်လည်းမထည့်လို့ရပါတယ်ခင်ဗျာကျွန်တော်တို့ကတော့ကြိုက်တဲ့အတွက်ကြောင့်မလို့ဇတော်ပဲပြုတ်ကလေးထည့်ပါတယ်အရသာအားလုံးအဆင်ပြေပြီးတော့ဇတော်ပဲပြုတ်ကလေးလည်းအနည်းငယ်နူးသွားပြီဆိုတဲ့အခါမှာကျွန်တော်တို့စံပြားလေးထည့်ပါမယ်စံပြားထည့်ပြီးတော့ကျွန်တော်မကြဘူးပဲတခါတည်းတန်းပြီးတော့ပေးပင်ပေါက်တန်းထည့်ပြီးတော့ကြော်မှာဖြစ်ပါတယ် ပဲပင်ပေါက်ကလေးကကျွန်တော်တို့နွန်းသွားအောင်မကြော်ပဲနဲ့ပဲပင်ပေါက်တောင်းတောင်းလေးအချိန်မှာချမှာဖြစ်ပါတယ်ဒါမှစားရင်စားတဲ့အခါမှာချွတ်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 ခင်းနေပိုပြီးစားကောင်းမှာဖြစ်ပါတယ်ခင်ဗျာဒီဆံများကြော်နီးလေးကကျွန်တော်အဖွာအမြဲတမ်းကြော်ကျွေးနေကြဆံများကြော်နီးလေးဖြစ်ပါတယ်ဒီဆံများကြော်နီးလေးကြော်စားတိုင်းကျွန်တော်အဖွာကိုလည်းအရင်သတိရပါတယ်ခင်ဗျာဒီနီးလေးတိုင်းကြော်စားကြည့်ကြပါအရင်စားလို့ကောင်းပါတယ်ချွတ်ချွတ်ချင်းချင်းငငန်လေးနဲ့အရသာမှုမှွေးလေးနဲ့တော်တော်ကိုစားလို့ကောင်းပါတယ်ခင်ဗျာ အခုဆိုရင်အရင်ရတာရှိတဲ့ဆံများကြော်လေးရပါပြီအားလုံးကျေးဇူးများကြီးတင်ပါတယ်